လယ်ရင်းကိုခိုင်ဆိုတာရွာလေးစုဖွဲ့ထားတဲ့တူးမြောင်းရေတော့ငယ်ကိုကုလို့ဆိုလိုပါတယ်တငယ်တခိုင်အတွက်အချက်အချာကောင်းဆောင်ရွာကြီးတေရွာကိုမြို့တတ်မှတ်ပေးထားတော့ကိုခိုင်ကိုမြို့ပေါ့ကိုမောင်ခေဘိုးတော်ဦးဝိုင်းလက်ထက်လောက်ကစပြီးလယ်ရင်းကိုခိုင်လို့ခေါ်ခဲ့ကြပြီမဲ့ဗကအနော်ရထားခစ်ကနေဘိုးတော်ဦးဝိုင်းခစ်ထိအောင်နှစ်ပေါင်း900လောက်ဟာလယ်ရင်းဆက်တဲ့ခိုင် မြစ်သား၁၁ခရိုင်လို့ပဲခေါ်ခဲ့ကြပါတယ်အဲ့ဒီ၁၁ခရိုင်လုံးကပန်းအောင်မြစ်ရေသောနယ်မှာပင်လေပြမနာမြစ်သားရမုံကြီးလေးမြို့လေးခရိုင်ဒီနေ့ဇော်ကြီးလို့ခေါ်နေကြတဲ့မက်ခရိုင်မြစ်ရေသောနယ်မှာမြင်းကုံတိုင်းပနံတမုတ်တင်တောင်းမက်ခရိုင်တပြက်သာခံလူခုနှစ်မြို့ခုနှစ်ခရိုင်မြစ်နှစ်သွယ်ပေါင်း၁၁ခရိုင်ပေါ့နောက် ဘိုးတော်ဦးဝိုင်းလက်ထက်ကိုးခရိုင်ဖြစ်လာတော့ကပန်းအောင်မြစ်ရေတောက်နယ်မှာစောလှပင်လေမြစ်သားပြင်းမနာလေးမြို့လေးခရိုင်ဒီဇော်ကြီးမြစ်ရေတောက်နယ်မှာမြောင်လှမြင်းကုန်တိုင်းပနံမက်ခရာမြင်းဆိုင်ငားမြို့ငားခရိုင်နှစ်မြစ်ပေါင်းကိုးခရိုင်ပါအဲ့ဒီမြို့တွေတဲကထက်ဝက်လောက်ဟာအခုတော့မြို့နေရာဟောင်းပဲကြာမာတော့တယ်နောက်ပိုင်း ပင်ရအင်းဝစကိုင်းအမရပူရယရနာဘုံမန္တလေးခေတ္တကြတော့တောင်ဘက်ကိုခရိုင်လို့လည်းခေါ်တယ်။တောင်ဘက်လေးခရိုင်တောင်ဘက်ငါခရိုင်လို့လည်းခွဲပြီးခေါ်လာခဲ့ကြပါတယ်။ခုမြန်မာခေတ်မှာတော့ကလေရင်းကိုခရိုင်ဆိုတာမြစ်သားကြောက်ဆယ်နဲ့စင့်ကိုင်းသုံးမြို့နယ်ကိုပဲခေါ်ပါတယ်။မြစ်သားနယ်ကစတူယာ328မိုင် ကြောက်ဆယ်နယ်က925မိုင် စင်ကိုင်းနယ်က183မိုင် စုစုပေါင်း1226မိုင်ကျယ်ဝန်းပြီး1988ခုနှစ်သကောင်စီရင်အရလူဦးရေပေါင်း3သိန်း2000လောက်ရှိတယ်။မြစ်သားမြို့ပေါ်မှာ လူနေ1000ကျော်ကျောက်ဆယ်မြို့ပေါ်မှာ2500ကန်းနဲ့စင်ကိုင်းမြို့ပေါ်မှာ4800ကန်းရှိပြီးကြံလူဦးရေကတော့တောနေလူတို့အရေးအတွက်ပါပဲ။ လူဥယျပြောရင်းနဲ့လူနေမှုတမိုင်းအစကိုပြောရရင်ရွာငံမြို့နယ်ဗရာလင်းဂူကိုလေ့လာ တွေ့ရှိရတဲ့အထောက်အထားများရဒီဗရာလင်းဂူနဲ့အနီးဆက်ဆုံးဖြစ်တဲ့ဒီမြသားကျောက်ဆယ်လွင်မြင်ဒေသမှာကျောက်ခင်နှောင်းလူသားများ နေသွားခဲ့ဘူးတယ်လို့ပြောနိုင်ပါတယ်ကျွန်တော်တို့ငယ်ငယ်တုန်းကမြမအစတကောင်းကပြောကြစင်အလားတာကီနွယ်ရင်းဝင်ရောက်ချင်းမင်းအပိယာဇာဆိုတဲ့ တန်ဘောကလေးကိုတင်ခဲ့ရပါတယ်အတိတ်ပဲကတော့လွန်ခဲ့တဲ့နှစ်ပေါင်း2800ကျော်တနည်းအားဖြင့်မြတ်စွာဘုရားမပွင့်မီနှစ်ပေါင်း300လောက်ကတာဂီဝင်မင်းသားအဘိယာဇာနဲ့အဖွဲ့ဟာမြမပြည်အထက်ပိုင်းရောက်လာပြီးတကောင်းမြို့မှာစီတီခရိုင်နိုင်ငံထူထောင်ခဲ့တယ်မြမဆိုတဲ့ဝေါ်ဟာရဟာလဲအဲ့ဒီခေတ်ကလေးကစခဲ့တယ်လို့နားလည်ခဲ့ရပါတယ်ဒါပေမဲ့ဒုတိယကမ္ဘာစစ်ကြီးမတိုင်မီဂျွန်ဘဝတုန်းက ရန်ကုန်တက္ကသိုလ်မှာတမိုင်းပါမောက်ခဖြစ်တဲ့ GH Loose ကမြန်မာအစကျောက်ဆယ်ကဆိုတဲ့အယူအဆတစ်တခုကိုဖော်ထုတ်လိုက်တယ်။သူ့အဆိုကတော့မြန်မာအစတကောင်းကဆိုတဲ့စကားဟာမှားတယ်။တကောင်းကိုဘယ်သားကြီးဝင် မျိုးမှမလာဘူး။ဒီတိုင်းပြည်မှာပြူနိုင်ငံတွေပြိုကွဲခြင်းလွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်လောက်ကမှတရုတ်ပြည်တောင်ပိုင်းမှာရှိတဲ့နောင်မြန်မာဖြစ်လာမဲ့မြမဘိုးအေဘွားအေတွေဟာတရုတ်မင်းကြီးရဲ့ဒဏ်ကိုမခံနိုင်လို့ တောင်ဘက်ကိုမြင်းတွေနဲ့တရွေ့ရွေ့ဆင်းလာခဲ့ကြတယ်။ရှမ်းကုန်းမြင်းကတဆင့်ဒီမြစ်သားကြောက်ဆယ်လွင်မြင်းကိုဆင်းလာပြီးအခြေဆိုင်နေထိုင်ကြတယ်။နောက်တပီလုံးကိုရတ်တောင်လိုဖြန့်ပြန့်သွားတယ်။ဒါကြောင့်ကြောက်ဆယ်ကမြမာစတယ်လို့ဆိုလိုတယ်။တူတူလိုရင်းကတော့ဒါပါပဲ။ဒီအယူဆဟာနှစ်ပေါင်း20လောက်ငိမ့်နေရာကဒေါက်တာလူစီရတပီများဖြစ်ကြတယ်။ မန္တလေးတက္ကသိုလ်သမိုင်းပါမောက္ခဒေါက်တာသန်းထွန်းနဲ့မြန်မာနိုင်ငံသမိုင်းကော်မရှင်အတွင်ရင်မှုဘုံမှုပါရှင်တို့ကြောင့်1969ခုနှစ်ပတ်ဝန်းကျင်လောက်မှာတော်တော်ရေပန်းစားလူကြိုက်များလာတယ်။မူလနဲ့နောက်ပေါ်အဲ့ဒီအယူအဆ200ဟာဒီနေ့အထိအကျိတ်နဲ့ပြိုင်ဆိုင်ညှင်းခုံနေကြတော့မှာပဲ။မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီဌာနချုပ်ကပညာပေးထုတ်ဝေခဲ့တဲ့အခြေပြမြန်မာနိုင်ငံရေးသမိုင်း ပထမအတွဲစာမျက်နှာ200ခုနှစ်မှာဖော်ပြထားပုံကိုကျွန်တော်ဒီမှာဖတ်ပြခြင်းပါတယ်မြန်မာအစတကောင်းကဟူသောအယူအဆမှာမြန်မာတို့သည်ကြောက်ချောခင့်နှင့်ကြေးခင့်မှတန်ခိသို့အကူအပြောင်းကာလကလေးကရောက်ရှိနေထိုင်မြို့ပြတီထောင်ခဲ့သော လူမျိုးဖြစ်သည်ဟူသောအယူအဆဖြစ်သည်မြန်မာအစကြောက်ဆယ်ကဟူသောအယူအဆမှာကမြန်မာတို့သည် AD 900စုအတွင်း ခစ်လေပရိသရစ်စနစ်ထွန်းကားနေသောအခါမှသာရောက်ရှိနေထိုင်သူများဖြစ်သည်ဟူသောအယူအဆဖြစ်သည်ဒီလိုပဲတွေ့ရပါတယ်အယူအဆနှစ်ခုမှာဘယ်ဟာမှန်နေမှားတယ်လို့ဆုံးဖြတ်မထားပါဘူးကျွန်တော်တို့လည်းဒါကိုဆက်လက်ပြီးသတိပြုလေ့လာကြရမှာပါဘုကျွန်တော်ကိုးခရိုင်နယ်အတွင်းကမြို့ဟောင်းမြို့သင်များအကြောင်းကိုဆက်ပြောပါမယ်မြစ်သားမြို့အရှိတောင်ဘက်ပင်လယ်မြို့ဟောင်း အဲ့ဒီနားမှာမိုင်းမောရွာနဲ့ဟုန်နှဲဖို့ရွာရွာနေရွာရှိတယ်မိုင်းမောရွာနားမှာရှင်းမြို့ဟောင်းကြီးတစ်ခုကို1986ခုနှစ်ကစပြီးသမိုင်းသုတေသနဌာနကတူးဖော်လေ့လာနေပါတယ်မိုင်းမောရွာနဲ့အနီးဆုံးနေရာမှုမိုင်းမောမြို့ဟောင်းလို့ယာယီအမည်ပေးထားတယ်တကယ်တော့ဒီမြို့ကြီးကိုရှေးကဘယ်လိုခေါ်မှန်းဘယ်သူမှ မသိကြသေးပါဘူး